ဟက်ခင်ရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်။အလုံးငယ်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဒီနေ့ကျွန်တော်တို့အတူတူကိုဆင်ခြင်မှုအတွက်ကိုနေ့ဆက်ဆိုင်တော့သူဆိုရဲကောင်းစီလေးနဲ့အတူတူကဆင်ခြင်မှုအတွက်ဖြစ်ပါတယ်လို့ဆိုဒီအရာလေးကိုကျွန်တော်ဘလို့ဆင်ခြင်ဖြစ်လဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ဒီတဘာဝဘေးအန္တရာယ်အကြောင်းပေါ့နော်လူကြီး တီချီပျက်စီးမိသားစုတွေအကွဲအကွဲပြေးပြေးဖြစ်အဆုံးရှုံးမှုတွေကနေ့မြညပြောက်ဖြစ်စီတယ်ရတယ်တွေ့ရပါဆိုအချင်းနေတွေ့ရတဲ့အခါမှာရေပဲအာစိတ်မကောင်းပါဘူးမဝနေတယ်ဆိုမိတ်ဆွေတွေပေါ့အာသူတို့ရဲ့တင်းတွေတချို့ကြားရတယ်ဆိုရှယ်မီဒီယာတွေကနေပြီးမှပြတဲ့အရာတွေကလည်း ဆိုသူတို့ဒီရင်ထဲကနေပြီးမှဆုံရှုံမှုငိုကြွေးပြီးမှထွက်လာတဲ့အတန်တွေကစိတ်ထဲမှာတော်တော်ဟိုမကောင်းဘူးပေါ့နော်ဆိုတော့ဒါကလည်းသခင်ပြားကျွန်တော်ပြောထားတဲ့သူတို့ကြီးအဲ့လိုမျိုးဖြစ်တဲ့အခါမှာကိုယ်ကြီးလည်းဟိုစိတ်နဲ့တာညီးတွားရဲဆိုတော့သူတို့နေမဝင်ခံစားပြီးတော့မှဖြစ်သွားတဲ့အရာလေးဖြစ်နိုင်ပါတယ်။ဟောခံစားမှုဖြစ်နိုင်တယ်ပေါ့နော်။ ဆိုအဲ့ခါမှာကျွန်တော်ဘာတခုစဉ်းစားဆင်ခြင်ဖြစ်တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဒီမှုရာရဖြစ်သွားပြီဆိုကျွန်တော်တို့ဖခင်သားမီးတယောက်နေနဲ့ဘုန်းကြီးသူတယောက်နေနဲ့ဒီကဏ္ဍတွေမှာကျွန်တော်တို့ဘယ်လိုမျိုးပါဝင်ပတ်သက်ကြမလဲဖခင်လူတော်ဟောနှုတ်ဝတ်တော်ထဲမှာဘယ်လိုပြောထားလဲဆိုတာကိုကျွန်တော်ဆင်ခြင်ဖြစ်ပါတယ်အဲ့ခါမှာခုနကျွန်တော်တို့ကျွန်တော်ပြောလိုက်တယ်ပေါ့နော်ဒါ ိုနေဆက်ဆိုင်သောသူကိုနေအမြတ်ချစ်တယ်ရာကိုနေဆက်ဆိုင်သောသူဆိုရဲသူကဘာတူလဲဆိုတာဆိုဒီအာအဖြစ်ပြက်လေးကကျွန်တော်အလုံးသိပါတယ်ကျန်တတ်တယောက်ကသခင်ယေရှုလာပြီးတော့မှမီးတဲ့မီးခွန်းကနေစရတယ်ဆိုတာတွေ့ရတယ်လူကာရှင်လူကာခရစ်ဝင်ခန်းကြီးတစ်ဆေငွေ25မှာတယံယောခာကျန်တတ်တယောက်ဒီထား၍ အရှင်ဘုရားသာရအသက်ကိုအမွေခံရအံ့တော်ငါစနုပ်ဒီဘေးအမှုကိုပြုရပါမည်နိဟုကိုရောကိုစုံစမ်းနှောက်ရှက်ခြင်းကမီးလျှောက်ရင်ကိုရောကပြညတိကျမ်း၌ဘေးသို့လာကနေသင်သည်ဘေးသို့ဖတ်တနည်းဟုမီးတော်မူလေသူသူကတင်းဖြတ်ခင်သာရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသည်မြဉဏ်ရှိသည်မြနဲ့ချစ်လို့ ကိုနစ်ဆက်ဆိုင်သောသူကိုကိုနစ်အမြတ်ချစ်လိုဟုပြန်လျှောက်လေဆိုတာကျွန်တော်တို့သိတယ်နော်ကျန်းတက်ဆိုတော့တချင်းစာရင်နားလေတယ်ဆိုဖြစ်နိုင်တာကကျန်းစာတက်တဲ့သူတွေဆိုတော့များသောအားဖြင့်ဖာရိရှဲတွေသူတို့ကိုယ်တိုင်လည်းအဲကောင်းတဲ့အကျင့်မှာကျင့်တဲ့သူတွေပေါ့အဲဒီလိုမျိုးသူများကိုလည်းပြင်ပြီးသူတင်ဆုံးမနေတဲ့သူတွေဖြစ်တယ်ဂျူးနဲ့ပတ်သက်လို့ရှိရင်အာဘာသာတရားမှာတော်တော်လေးအာ จ้วนจินပြီးတော့มาชั้นตาได้ตัวนี้เลยဖြစ်တဲ့ကံမအလုံးလုံးဆရာမလို့ပဲနေပါသာကြီးมาပဲဒါသူ့ရဲ့ဘဝကိုအအအနန်ထားလိုက်တာအချိန်ကုန်လိုက်တာဒီမှာပဲအေးဆေးနေလို့ရတယ်သူမျိုးတွေဖြစ်တယ်ဆိုတော့တွေ့ရဆိုတော့ခင်ယေရှုကိုအဲ့ဒီတော့ထာဝရတကအရေးကြီးအောင်ထာဝရတရားကိုဘယ်လိုလုပ်ရမလဲသူကြီးတွေဘသူတွေရဲ့ဒီရစ်ပူဇုံနေတဲ့အရာတွေကျင့်ကြံပြုံနေတဲ့အရာတွေအကုန်လုံးက ဒါသူတည်လို့ရှိရင်ဖះဒီမှာထာဝရအသက်ရှင်ဖို့ဖះနဲ့တူနေဖို့ဆိုရဲအရာတော့ဒါပေမဲ့ तू ကလာမေးတာစန်းစာပြောပုံရဆိုရှင် तू ကသခင်ယေရှုက तू ကစမ်းလာပြီးတော့နှောက်ရက်တယ်စုံစမ်းနှောက်ရက်ချင်းဖို့လို့မှာသူလာမေးတာဖြစ်တယ်ဆိုသခင်ယေရှုက तू မေးတဲ့အခါမှာမေးခွန်းနဲ့ပြန်တုံ့ပြန်လဲဆိုတော့တွေ့ရတယ်ဒါလည်း ဗျူဟာလေးတွေပေါ့နော်မိဗျူဟာလေးတွေဒါကျွန်တော်တို့လည်းနားလည်ထားမှာခါကြရင်ဆိုတော့သူတကယ်သိချင်တာလားဆိုလို့ရှိရင်သူ့ပြန်ပြီးတော့မိကွန်းလေးနဲ့ပြန်တုံ့ပြန်လိုက်လို့ရှိရင်တော့သူပြန်စဉ်းစားမိပြီးတော့မှသဘောပေါက်သွားတာအဲ့ဒါသူ့ပြန်သင်သူ့ကိုသူပြန်သင်ပြီးတယ်ဆိုတဲ့အရာကျွန်တော်နားလည်စေရရလေးပေါ့ဆိုတော့သူကလေကျန်တက်ဆိုတာကိုတော့အာတော့ပြောလိုက်တာဖျားသခင်ကိုစိတ်လုံးကျွေးမဲ့ဉာဏ်ရှိသူများနဲ့ခြေရမှာပေါ့ နောက်တစ်ခုကကိုနေဆက်ဆိုင်တော့သူကိုနေမြချေရမှာပေါ့ဆိုတော့တမှန်ပါတယ်အချမ်းစာတအုပ်လုံးရဲ့အချုပ်ဒါပညာတိကျမ်းအနာကတိကျမ်းရဲ့အချုပ်ကအဲ့ဒါဖြစ်တာဟုတ်ဒါသခင်ယေရှုကိုယ်တိုင်ချုပ်ပေးလိုက်တာလေအဲ့ဒီတော့ဒါကိုပြောပြလိုက်တော့ဟုတ်တယ်ပြောပြတာမှန်တယ်ဆိုတော့အဲ့မှာသူပြောဆိုမင်းအဲ့တိုင်းသွားပြီးလို့ဆိုခဏလေးအဲ့မှာသူပါဆက်ပြောလေဆိုကိုရောကလည်း တင့်စကားမှန်ပြီတို့ပြုလင်အသက်ကိုရမည်ဟုမိန်တော်မူ၏ထို့တို့ပြုလင်အသက်ကိုရမည်ဟုမိန်တော်မူ၏အေးမင်းကနထာဝရအသက်ကိုရဖို့အတွက်အဲ့လိုသွားလို့လူပြောတဲ့အခါမှာ तू ကမသိခြင်းဆောင်ပြီးတော့သူ့ကို तू အပြစ်မရှိဘူးလို့အတလွဲစိတ်ချထားတာလည်းဖြစ်နိုင်တယ်လို့ဒါလေးဟန်ဆောင်ပြီးပြောတာလည်းဖြစ်နိုင်တယ် ဘာလို့ပြောလဲဆိုလို့ရှိရင်သူတို့ကလည်းဘယ်သူဒီကျွန်တော်တို့ဆက်ဆံတော်သူဖြစ်ပါတယ်နိဟုမိမိအပြစ်မရှိဟန်ပြုလို့တော်စိတ်နဲ့ယေရှုကိုရှောက်ပြန်တော်ဆိုဟန်ဆောင်ပြောတယ်အဲ့မှာယေရှုပြောတယ်ဥပမာဒါတော့ကျွန်တော်ဖတ်တော့ကျွန်တော်အားလုံးသိတယ်ကောင်းသောရှင်မာရိကြောင့်လူတယောက်ကတဲ့ ယေရုရှလင်မြို့ကနေယေရီခိုမြို့သွားတယ်ဆိုတာတကယ်တော့ယေရုရှလင်မြို့ကနေသွားတာဖြစ်တဲ့အတွက်ကြောင့်မတော်သေးကြတယ်ဂျူးလူမျိုးတယောက်ဖြစ်တယ်ဂျူးဘာသာဝင်တယောက်ဖြစ်တယ်သူကသွားတယ်လမ်းမှာဓမြတွေတိုက်ပြီးတော့မှအချမ်းသာတယ်ထင်တယ်ပြောဒီပုဂ္ဂိုလ်လေဆိုအင်ဂျီဝတ်စားတွေကိုဓမြတွေယူသွားပြီးတော့မှသူ့ပစ်ထားခဲ့လိုက်တယ်အဲ့ချိန်မှာပထမဦးဆုံးရောက်လာတဲ့သူယေရှုပြောပြရတယ်သူရစ်ပရောဟိတ်ဖြစ်တယ် တကယ်တော့ရှစ်ဘရိုဟိတ်ဆိုတာဂျူးဘာသာကြီးတင်းမှာဆိုခေါင်းဆောင်တယောက်ပြီးတော့မှသူ့ရဲ့ဘိမှန်တော်တင်းမှာဆိုလို့ရှိရင်တကက်ဖျားနဲ့ပူနီးကက်ဆုံးနေရတဲ့သူအကျင့်စရိတ်တာဆိုတော့အရင်ကောင်းတဲ့သူမျိုးပြောချင်တာဆိုတော့အဲ့ဒီရစ်ဘရိုဟိတ်လာတဲ့အခါမှာအဲ့ဒီလူကိုခုနလူနာကိုတွေ့တဲ့အခါမှာရှောင်သွားတယ်အဲ့မှာတစ်ချက်နောက်တစ်ချက်ကလေဝီဆိုတာ အဲ့လေဝိဆိုတာကကျတော့ခုနဗိမာန်တော်ထဲမှာအလုတ်လုတ်ပေးရဆိုတော့ခုနရစ်ပရောဟိတ်ထက်တော့တဆင့်နေနေဗိမာန်တော်နဲ့တက်ဆိုင်နေဝီယာဝိဆာကိစ္စတွေကိုရစ်ပရောဟိတ်ကိုကူလုတ်ရတဲ့ပုံကူဟောတနည်းအားဖြင့်ဖရားရဲ့လူတွေအမှုတော်ဆောင်နေလို့ပြောလို့ရှိတယ်မမောင်းသူတို့တွေကဟောကျန်တဲ့ဂျူးတွေကဒီဗိမာန်တော်နဲ့တက်ဆိုင်တဲ့ကိစ္စအော လောက်ခွင့်မရှိဘူးအဲ့ဒီလေဝိလူမျိုးကပဲလောက်ခွင့်ရှိတယ်ဆိုတာတွေ့ရတယ်ဒါကျွန်တော်တို့တီးပြီးသားမှာเนาะဆိုတော့ဒီနှစ်ချက်ကိုပြောလိုက်အဲ့လေဝိရလည်းဘာလို့တော့လဲဆိုတော့လူနာကိုတွေ့တဲ့အခါမှာရှောင်သွားတယ်ဆိုတော့ဒီကျမ်းတဲ့ပုဂ္ဂိုလ်ကကောင်းကောင်းသိတယ်ဒါဘာသာရေးသမားနဲ့ပြောမှာအမှုတော်ဆောင်လို့ပြောတဲ့သူတွေကအဲ့ဒီလိုလူနာဖြစ်နေတဲ့အရာကိုရှောင်သွားတယ်ဆိုတော့ကင်ရှုပြောတယ်ဆိုတော့ကောင်းကောင်းသဘောပေါက်တယ် ီလူမျိုးတွေကဘလူမျိုးအဆင့်တန်းရှိတယ်ဟုတ်ဘာသာရေးထဲမှာဘလောက်ထိသူတို့ကအနေထားတစ်ခုမှရှိနေလဲဆိုတာအာဒီကျန်တဲ့ပုံကအကောင်းဆုံးသတိထားတာပေါ့နောက်တော့သခင်ရှုပြောတာနောက်ဆုံးတစ်ယောက်ပဲဘူးလဲဆိုတော့ကောင်းသောရှမာရိဖြစ်တယ်သူကအဲ့တော့ကောင်းသောမပေါ့ဘူးကျွန်တော်တို့ကကောင်းသောတတ်တော့ရှမာရိလူမျိုးတစ်ယောက်လားသူရှမာရိလူမျိုးဆိုတာကဂျူးတွေက ဇက်နှင့်ဆိုပြီးတော့မှဖေးထားတဲ့သူတွေဂျူးလူမျိုးတယောက်နဲ့ခြားလူမျိုးတယောက်ရပြီဆိုလို့ရှိရင်ဂျူးဘာသာဝင်တွေကတကယ်ဂျူးလူမျိုးတွေကသူတို့ကိုအရကောင်တွေကမျိုးမဆက်ကောင်တွေဇက်နှင့်နေဆိုပြီးတော့မှဖေးထားတာအဲ့လိုပုံစံမျိုးဖြစ်တယ်ဆိုတော့တွေ့ရအဲ့ဒါကြောင့်သူတို့ကမျိုးတစ်မျိုးရှိတယ်ရှမာရီမျိုးဆိုတာရှိတယ်အဲ့ဒီမှာနေကြတဲ့သူတွေဖြစ်လို့ရှမာရီဆိုပြီးတော့သူတို့ကိုခေါ်ကြတာဒါပေမဲ့အရှမာရီဆိုတဲ့ပုဂ္ဂိုလ်ကလည်း လာတဲ့အခါမှာလူနာကိုတွေ့တော့ဘာလို့ပြေးလဲဆိုရင်ပြုစုပြေးတယ်နောက်တစ်ချက်ကလူနာကိုပြုစုပြေးုံမဟုတ်ဘူးသူနဲ့ပါလာတဲ့တိရစ္ဆာန်ပေါ်မှာတင်းတယ်တဘောကသူစီးနေတဲ့မြေပဲဖြစ်ဖြစ်ကလောက်အုပ်ပဲဖြစ်ဖြစ်သူ့နေရာမှာလူနာကိုသူ့တပူဆိုးလို့လူနာကိုတင်းလိုက်တယ်အဲဒုတိယတစ်ချက်ပြီးတော့မှဇရက် ဇယက်ဆိုတာဆရာယူရသန်ကတော့ဇယက်ဆိုပြီးမှနားလည်အောင်အိတ်ခိခါကလူနားလည်အောင်ပြောတာတကယ်တော့ဒီမှာဒီခင်းချင်းမှာကျတော့အင်းကိုပြောတာနော်တဲခုခံလို့နေရမျိုးမှာသွားထားတာပြီပြီးတော့ဒီနာရီနဲ့ပြာဆိုတော့လူတယောက်ရဲ့တစ်နေ့လုံးလောက်စာကဒီနာရီတပြားလောက်တော့ရတယ်ဆိုတော့ဒါကျွန်တော်တို့ကအမေရိကန်ရဲ့ standard နဲ့ပြောရမှာပါနော် American standard ဆိုလို့ရှိရင်ရ30 လူတစ်ယောက်ကအနည်းဆုံး3000လောက်တော့ရနိုင်တာပေါ့နော်ဆိုတော့ American dollar 100လောက်ရှိမိတရက်ကိုဆိုတော့ American dollar 100မြန်မာငွေနဲ့ဆိုလို့ချင်းထားလိုက်ပါတော့ခုပေါက်စင်းနဲ့ဆိုရင်ရှော့ပြီးပြောဆိုလေးသိန်းဆိုတော့7သိန်းလောက်ထားခဲ့ပြီဆိုတော့လူငါအတွက်လိုအပ်တဲ့ဥစ္စာကိုလုပ်ပေးလိုက်ပါပြီးတော့မှကျွန်တော်ပြန်လာတဲ့အခါမှာခင်ဗျာကြည့်မိထားလိုက်အောင်ဒီလူနာကျွန်တော်ပြန်လာတဲ့အခါမှာထပ်ပြီးတော့မှာ ထပ်လုပ်ပြီးမယ်ဆိုတော့ပြောပြရဲဆိုတာတွေ့ရတယ်အဲ့တော့ဘောနားထောင်နေတဲ့ကျန်တက်ကနည်းနည်းစဉ်းစားစရာဖြစ်သွားချက်ချင်းမဲ့ခင်ယေရှုကဒီဖြစ်ပျက်ကိုပြောပြီးတော့မှကမြုပ်မင်းမင်းလူနာနဲ့ဆက်ဆိုင်နေတော့ဘူးလေဆိုတော့ဟောပြန်ဖြေရတာပေါ့ရှမာရိဖြစ်ပါလေအေး အဲ့မှာဘာပြောလဲဆိုလို့ရှိရင်အငယ်36မှာထူထူ၃ယောက်တို့တွင်ဘေသူသည်ဓမြလက်သို့ရောက်တော့သူနှင့်ဆက်ဆိုင်တော့သူဖြစ်သည်ဟုပြန်၍မီးတော်မူလျင်ကျန်တက်ကလည်းလူနာကိုတနာတော့သူသည်ဆက်ဆိုင်တော့သူဖြစ်ပါ၏ဟုပြောတော်ယေရှုကသင်သည်တွား၍ထိုနည်းတူပြုလိုဟုမိန့်တော်မူ၏ဒီစကားတော်တော်လေး အသက်တာထဲမှာဆင်ကျင်စရာအကြောင်းဖြစ်ပါတယ်ဒီဖြစ်ပြမှာကြည်လိုက်လို့ရှိရင်ဖေယားဘာသာရေးလုံနေတာဆိုကောင်းလားဆိုကောင်းပါတယ်ရစ်ဖို့ဟိတ်ဆိုလာလူတွေနဲ့ဖေယားရဲ့ဂျားထဲမှာဆက်ဆံပေးနေရတဲ့ပုံကူဖြစ်တယ်လေဝိဆိုတာမှုတော်ဆောင်နေဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့အတွင်းစိတ်တဘောတာကိုပေါ်ပြရဲဆိုတာတွေ့ရတယ် တကယ်တမ်းဒုက္ခရောက်ပြဿနာတက်နေလို့ရှိရင်ရှောင်သွားတတ်တဲ့သဘောထားစိတ်သဘောထားကိုလုံးဝမကြိုက်ဘူးဆိုတော့တွေ့ရတယ်။ဖះကဘာကိုပြောလဲဆိုလို့ရှိရင်ရှမာရီကို recommend ပေးတယ်ဆိုတော့တွေ့ရတယ်။တကယ်တော့ရှမာရီလူမျိုးတွေဘက်ကဆိုလို့ရှိရင်အဲ့ဒီယူဒဂျူးတယောက်ကိုတကယ်တော့စိတ်နာတာ ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်သူ့ရဲ့အတွင်းစိတ်တဘောကသူတို့ဇနိန်ကိုဆက်ဆံတဲ့သူမျိုးကိုမှရွေးပြီးတော့မှဘာလို့လဲဆိုလို့ရှိရင်ချစ်ပြရတယ်လက်တွေလှုပ်ဆောင်ပြရတယ်ပြီးတော့မှမှသူစည်းလာတဲ့ညင်းပုံမှာတင်နေဆိုတဲ့အရာတကယ်တော့သူတက်တောင့်တက်တာဖြစ်ဖို့သွားမဲ့နေရမှာသူကလူနာကိုတင်ပေးလိုက်တာဆိုတော့ နေရာပေးတာတင်ပေးလိုက်တာဘော။ तू ကလမ်းလျှောက်မှာ။ तू ကလမ်းလျှောက်မှာ။ तू ပြင်ပန်းခံလိုက်တယ်။ तू နစ်နာခံလိုက်တယ်။အဲ့ဒါကိုတွေ့ရတယ်။ပြီးတော့မှအဲ့လူနာအတွက်သူ့တည်းကငွေကြီးဥပထပ်ပြီးထုတ်ပေးလိုက်သေးတယ်။ဆိုတော့ဒီအဆင့်လေးကိုစဉ်းစားကြည့်တဲ့အခါမှာဒီနေ့ကျွန်တော်တို့ဖြစ်နေတဲ့မှုရာနဲ့ကျွန်တော်တို့အာအများကြီးဆင်ခြင်ဖြစ်တယ်။ဒါမှန်တမ်းဝန်ခံရမယ်ဆိုလို့ရှိရင်ကျွန်တော်ပါ ကျွန်တော်ကိုကျွန်တော်ဟောခံရမယ်ဆိုတော့နည်းနည်းအတ္တရှိတာပေါ့ဩငါတို့လူမျိုးအခုပါတာမှဆိုပြီးတော့မှဟောကုညီခြင်းနေအဲ့လိုပုံစံမျိုးကျွန်တော်စီမှာရှိတယ်ဒါပေမဲ့ဘုရားသခင်ကျွန်တော်ဒါအပြင်စကားပြောတယ်ဟောဒီမှာဆိုလို့ရှိရင်ရှမာရိဆိုတာဒီဂျူးတွေအတွက်ကသူတို့ကိုမတူမတန်ဆက်ဆံတယ်လို့ပြောရမယ်ဆိုလို့ရှိရင်ယဉ်သူပုံစံမျိုးတော့ ဖြစ်ကောင်းဖြစ်နေတယ်ဒါပေမဲ့အဲ့လိုလူမျိုးကမှခုနပြောလို့အချက်များနဲ့တော့ကုညီပြုစုဆောင်ရှောက်ပေးတယ်ဆိုတော့ကျွန်တော်တို့လေအခုဖြစ်နေတဲ့အခြေအနေကြီးမှာလူတွေရဲ့ဒုက္ခဆင်းရဲကြားထဲမှာကျွန်တော်တို့ကဘာလုပ်ရမလဲခုနတခင်ရှုကပြောတယ်လေသွားတင်သွားပြီးတော့မှအဲ့ဒီလိုလှုပ်ဆိုတဲ့စကလုံးက ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတယ်ပြောနေတယ်ဖြစ်သူတွေကျွန်တော်လည်းပြောနေတယ်လို့ကျွန်တော်ခံစားရပါတယ်ဟောဘာသွားလုပ်ရမှာလဲဆိုလို့ရှိရင်ခုနပြောတယ်အဲ့လိုမျိုးသင်နဲ့ဘာမှမသက်မပတ်သက်တဲ့သူဖြစ်နေပြီမြင်ခဲကြလို့ရှိရင်သင်မကြိုက်တဲ့သူဖြစ်နေတယ်ဆိုလို့ရှိရင်တော့မှာဆိုကိုကအနစ်နာခံပြီးတော့မှာကိုကအဖို့ခပြီးပြီးတော့မှာအမြဲပေါ်တင်နေကိစ္စမျိုးလေ ို့စီရငွေကြေးကိုပေးလိုက်တော့မှပေးပြီးတော့မှတာဝန်ယူပြီးတော့မှကုသပြီးတော့မှကို့ဘက်ကအကျိုးရုပ်ရုပ်စီပေါ့နော်အဲ့ဒါကိုကိုကကုညီမစားဖို့အတွက်ကို့ထဲရဟာကိုထုတ်ပြီးတော့မှပေးဖို့ဒါကိုဖျက်သခင်ကကျွန်တော်တို့စီလွတ်တယ်စီခိုင်းတယ်ဆိုတဲ့အရာလေးကိုအတွေ့ရပါတယ်ဒါကဘာလဲဆိုဒီသဘောထားပါ အရင်ဦးဆုံးကျွန်တော်ဘာမှမလုပ်နိုင်ဘူးဆိုလို့ရှင်တော့မှာဒီသဘောထားရှိဖို့အတွက်စပြီးတော့မှပြောပြတယ်တကယ်တော့သခင်ရှုပါကိုပြောလဲဆိုလို့ရှင်အဲ့ဒီတုန်းကကြမ်းတက်သည်ဘာသာရေးသမားပဲဖြစ်နေတာအထဲမှာပြုပြင်ပြောင်းလဲခြင်းမခံရသေးတဲ့သူဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဖခင်သားသမီးလို့ပြောရခရိယန်တွေကသခင်ရှုကိုကယ်တင်ပါရှင်ပြုံကြည်လက်ခံတဲ့အခါမှာနှစ်ကောင်ကဆက်ကုန်ရဲ့ လူမြည်ဒီကခရစ်တော်နိုင်ရှင်အသက်ပြည့်ပြည့်တော်တော်ဖြစ်တယ်လို့ပြောတဲ့အခါမှာဖခင်ရဲ့ဝိညာဉ်ကိုရတဲ့သူတွေဖြစ်တယ်။နောက်တစ်ချက်ကဖခင်ရဲ့စိတ်တဘောရတဲ့သူတွေဖြစ်တယ်ဆိုတာတွေ့ရတယ်။ဆိုတာဖိလိပ္ပိတွေမှာပြောပြထားတယ်။ဆိုတော့ဒါလေးကိုလည်းကျွန်တော်တို့ချက်တိချလေးကြည့်အောင်။ဖိလိပ္ပိခန်းကြီးနဲ့ငယ်လေးမှာကိုယ်အမှုရာကိုဒါမရှုမမှတ်ပဲသူ့အမှုရာကိုအချင်းချင်းရှုမှတ်ကြတော့ ယေရှုခရစ်၌ရှိသောထိုစိတ်တဘောကိုသင်တို့၌လည်းရှိစီကြလော။ဆိုတော့အဲ့ဒီစိတ်တဘောကဘာလဲဆိုလို့ရှိရင်ယေရှုခရစ်ရှင်မှာရှိတဲ့စိတ်တဘောဖြစ်တယ်ဆိုတော့တွေ့ရတယ်။ကိုယ်ရာကိုပဲကိုမကြည့်ရော။ကိုထက်ပိုပြီးတော့မှပြဿနာတက်နေတဲ့ရှမာရိလော။သူ့ကိုကိုချင်းစာပြီးတော့မှသူ့အတွက်ကိုကဘာလဲဆိုတော့နှုတ်ပေးလိုက်တာ။ခါကြလို့ရှိရင်ကိုတွေက ဟိုငွေကြီးကုန်ကြသွားရင်လည်းကုန်ကြသွားမှာကိုကအဲ့ဒီအရာအတွက်ပင်မန်းကောင်းပင်မန်းသွားနိုင်တယ်ဟိုတူလန်းရှောက်အောင်ပါလေမြေပေါ်မှာသူ့တက်တောင်တက်တာဖြစ်အောင်တင်ပြလိုက်သူ့ဒဏ်နဲ့ဒဏ်ရာတွေနဲ့ဟိုသူ့အဖိုးကပေးလိုက်တာဒါမျိုးအရင်ဆုံးအဲ့စိတ်တဘောကကျွန်တော်ထင်မှာရှိသွားပြီဘာကြောင့်လဲယုံကြည်သူဖြစ်လို့ဒီလိုခံစားရဒီလိုဖျားခင်ပြုပြင်ပြောင်းလဲပေးထားတယ်ဒါကိုကျွန်တော်တို့ပြန်ပြီးတော့မှဖို့ထုတ်ရအောင်ဒီချိန်မှာ ဆိုတော့ဒါကိုကျွန်တော်တို့ကစပြီးတော့မှစဉ်းစားဖော်ထုတ်ပြီးတော့မှဒီကြောင်းရအောင်ဆင်ခြင်နေဆိုလို့ရှိရင်ကျွန်တော်ကဘာလို့ဖို့လို့ရလဲဆိုလို့ရှိရင်မေးရမယ်။ဘုရားကဒီလိုဖြစ်နေတဲ့ကဏ္ဍမှာဘုရားသခင်တရားအနေနဲ့ကျွန်တော်တို့ဘာလုပ်ရမလဲ။ဆိုတော့ကျွန်တော်တို့ဘုရားကိုအရင်ဆုံးမေးရမယ်။ဘုရားကကျွန်တော်တို့ဘေကဏ္ဍမှာပါဝင်မယ်ဆိုတဲ့ဥစ္စာကိုဆိုတော့ကျွန်တော်ဒါကျွန်တော်လက်တွေ့စဉ်းစားဆင်ခြင်ပြီးဘုရားသခင်ကိုပြောရရအောင်။ကျွန်တော်ဘာမှမလုပ်နိုင်ဘူး။အရင်ဆုံးအတွင်းသဘောထားပေါ့ခုနပြောတဲ့ ရှမာရိမှာရှိနေတဲ့စိတ်သဘောထားယုံကြည်သူတိုင်းမှာရှိတယ်။ငါပြင်ဆင်ပြုပြင်ထားတယ်။အဲ့ဒီအရာတိုင်းမင်းတို့သွားလုပ်ဖို့အတွက်မင်းတို့နှလုံးသားကိုပြင်ဆင်ထားရမယ်။ဒါကိုတစ်ချက်စဉ်းကျင်မိ။ Okay အဲ့စိတ်ဘောကခရစ်တော်အဖင်ကျွန်တော်ထဲမှာရောက်လာပြီ။အခုလိုဖြစ်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ဘက်ကနေပြီးတော့မှဘယ်လိုလုပ်မလဲ။ဆိုတော့ကိုက အုံအောင်နဲ့စဉ်းစားပြီးမှလိုက်လို့တော့မဟုတ်ဘဲနဲ့ဖက်ခင်ဒီကိစ္စမှာဘယ်လိုလုပ်ရမလဲလို့ဖះစီကတိကျတဲ့ညွှန်ကြားချက်ကိုကျွန်တော်ရယူဖို့လိုပါတယ်။အဲ့အတွက်ကျွန်တော်ဆူတောင်းရပါမယ်။ပြီးတော့မှဖះခင်ကျွန်တော်ညွှန်ကြားချက်ပြီးပြီဆိုလို့ရှိရင်လှုပ်ဆောင်တယ်ဆိုလို့ရှိရင်တကယ်ဖះပုံထင်ရှားတဲ့အရာဖြစ်မယ်ဆိုတာတွေ့ရပါတယ်။ဒါလေးကိုပဲဒီညနေမှာကျွန်တော်ဆင်ခြင်ဖြစ်ပါတယ်။ဆိုကျွန်တော်တယောက်ချင်းစီတိုင်းသခင်ယေရှုက ပြောတာသင်တို့သွားပြီးတော့ထိုးထိုးပြုပါဆိုတဲ့အတိုင်းကောင်းသောရှမာရိကဲ့သို့ကျွန်တော်တက်တာကိုလှူဆောင်ဖို့အတွက်နှလုံးသားကိုပြင်ဆင်ပြီးဆုတောင်းပြီးတော့မှဒီဒီမှာဒီမှာဖြစ်နေတဲ့ခက်ခဲဒုက္ခပြဿနာတူတူကဖြေရှင်းဖို့အတွက်ကျွန်တော်တိုက်တွန်းခြင်းပါတယ်ခွန်အားပေးခြင်းပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲဒီလိုစဉ်းစားပြီးလက်တွေ့လှူဆောင်ဖို့အတွက်ပြင်ဆင်ပါတယ်အားလုံးပေါ်မှာဖျောက်ခင်တိုင်းကောင်းချီးပေးပါစေ။